ုတိယအနာဂတဘယတုတ်အချင်းချုပ်အနာဂတ်ဘေး၅မျိုးတပထမအရွယ်ဖြစ်သောကောင်းသောရွယ်နှင့်ပြည့်စုံသေး၏ဤကိုယ်တို့အိုခြင်းဇယထိရောက်သောအခါသည် ဖြစ်လာလေဟုံးမည်နှင့်ယခုအခါအနာကင်း၏ယောဂကင်း၏မအေးလွန်မပူလွန်အလေလက်ဖြစ်၍ကမထန်စီပြန်းရန်ခံသော အစာကိုအညီအမျှကျေညက် စေတတ်သည့်ဝိုင်းမီနှင့်ပြည့်စုံ၏ဤကိုယ်သို့နာခြင်းဖြာတိရောက်သောအခါသည်ဖြစ်လာလေဦးမည်၃ယခုအခါသည်ဝါပြော၏ကောက်စပါးကောင်းမွန်၏စွန့်ရလွယ်၏တပိတ်လက်ဆွဲလျက်စွန့်ခံခြင်းဖြင့်ပြတရန်လွယ်ကူ၏ငတ်မော့ခေါင်းပါကောက်စပါးမကောင်း၍စွန့်ခံရခဲ့သောတပိတ်လက်ဆွဲလျက်စွန့်ခံခြင်းဖြင့် ညတရန်မလွယ်ကူသည့်အခါမျိုးသည် ဖြစ်လာလျုံမီဇေယခုအခါ၌လူတို့သည်ညင်ညွတ်ကြုံ၏ဝမ်းမြောက်ကြကုန်၏ခိုက်ရန်ညင်းခုန်ခြင်းမရှိကြကုန်ပေနို့နှင့်ရေ ရောနှောတကဲ့သို့ဖြစ်ကုန်၏အချင်းချင်းချစ်ခင်သော မျက်စီတို့ဖြင့်ကြည်၍နေထိုင်ကုန်၏တောပုံသည်များတို့ထကြွတောင်းကြန်သည်ဖြစ်၍စနပုတ်နေသူတို့သည် လေယထာရှင်တို့ကိုတက်စီကုန်တည်းရဲ့ပြေးလွှာကြရသည်ဘေးရန်ဖြစ်သောအခါမျိုးသည်ဖြစ်လာလေုံမည်ငါယခုအခါ၌ကတန်ကားသည်ညညွ၏ဝမ်းမြဝမ်းသာရှိသည်ဖြစ်၍ခိုက်ရန်ညှင်းခုန်ခြင်းမရှိပဲပါတိမောက်အတူပြုလျက်ချမ်းသာစွာနေ၏တန်ကား꿰ပြသောအခါသည်ဖြစ်လာလေုံမည်ဤအနာဂတ်ဘေးငါမျိုးတို့ကို ကောင်းစွာမြင်တော်သူသည် မရောက်သေးသည်ဇံမက်ဖို့တို့ရောက်ရန်မရသေးသည်ဇံမက်ဖို့ကိုရရန် မျက်မှောက်မပြုရသေးသည် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မမေ့မလျော့ပြင်းစွာအာထုတ်သောလုံလာဖြင့်နိဗ္ဗာန်သို့ဆေလွတ်အပ်သောစိတ်ရှိသည်ဖြစ်၍နေခြင်းကတင့်လျော်သည်သာလင်သည်ဟောကြားတော်မူခဲ့ပါသည်